အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါတယ်ကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့တွေးတကြားတတ်မတက်စီပဲသမင်းပေါမုတ်အာလူးတွေကိုစားသုံးနိုင်တဲ့နီလန်းများဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်စီဂျူယောဂါအဓိကကတော့အစားတောက်ကြောင့်ဖြစ်လာတာပါအစားတောက်ကလည်းမစားဘဲမနေနိုင်တော့စီဂျူဖြစ်ပြီးဆိုရင်ဘဝတစ်လျှောက်လုံးဖြစ်တဲ့ယောဂါတစ်ခုလိုဖြစ်လာတော့တာပဲစီဂျူယောဂါဟာနာတာရှိဆိုတော့အစားရှောင်ရတာဒုက္ခတစ်ခုပါဟိုဟာမစားရဒီဟာမစားရတာကကြီးမားတဲ့ဒုက္ခတစ်မျိုးပါပဲ တွေ့ဘူးတဲ့လူနာအချို့ဆိုရင်တေးခြင်းတေးပါစီတော့ကြိုက်တာကိုစားပြီးတည်တော့မယ်ဆိုတဲ့အထီးဖြစ်လာပါတယ်ကြိုက်တာစားပြီးချက်ချင်းတည်သွားတာမဟုတ်ပါဘူးနောက်ဆက်တွဲယောဂတွေကအများကြီးဖြစ်လာအောင်မယ်နှလုံးယောဂဖြစ်လာမယ်လေဖြတ်တာတွေဖြစ်လာမယ်မျက်လုံးပုံပြီးမျက်လုံးတွေကွယ်သွားမယ်တွေးတို့ယောဂလည်းဖြစ်လာနိုင်တယ်အာယုံကြောတွေပျက်စီးပြီးခြေလက်တွေထုံကျင်လာနိုင်တယ်လို့ပန်းတီပန်းညိုလည်းဖြစ်လာနိုင်တယ်ကြောက်ကတ်တွေပျက်စီးသွားမယ်ဒီလိုဖြစ်ရင်အပတ်စဉ်ကြောက်ကတ်ဆေးရတဲ့ဒုက္ခကလည်းမတီးပါဘူး တတ်နိုင်သူတွေကကြောက်ကလဲတာတွေလည်းရှိပါတယ်အဲ့ဒီလိုကြောက်ကလဲလိုက်လို့လည်းစီချူကပျောက်သွားတာမဟုတ်ပါဘူးနောက်ဆုံးတော့အစားရှောင်ရတာပါပဲအဲ့ဒီတန်တရာထဲမှာပဲလဲနေတော့တာပဲအဲ့ဒီဒုက္ခကိုဖြေရှင်းနိုင်တဲ့မိလန်းတွေကိုသိပ္ပံပညာရှင်တွေကရှာဖွေတွေ့ရှိခဲ့တာတွေရှိပါတယ်အဲ့ဒီအကြောင်းကိုဒီနေ့ဆွေးနွေးတင်ပြပေးပါမယ်တင့်မှာစီချူယောဂါရှိရင်တင့်ရဲ့တွေးတခြားတက်တွေးဂရုကုစ်အရန်မြင့်နေတယ်တွေးဂရုကုစ်ကတင်စားလိုက်တဲ့အစားအစာကဒါတာပါ စီကျိုယောဂဟာတွေးတွင်းတခြားဓာတ်ဂရုကုစ်ကိုကောင်းကောင်းမထိန်းချုပ်နိုင်တော့တဲ့အခြေအနေလို့အကျမ်းပြန်မှတ်ယူနိုင်ပါတယ်။စီကျိုယောဂဖြစ်စေတဲ့အဓိကအကြောင်းရင်းနှစ်ခုရှိပါတယ်။နံပါတ်၁ကတော့အင်ဆူလင်ခန္ဓာရည်အားဆိုးဝါးလာတာပါ။ Wasing insulin resistant ။နံပါတ်၂ကတော့ pancreas ချို့ယွင်းတာပါ။ pancreas dysfunction ။ဒီနှစ်ချက်ကြောင့်တွေးတွင်းတခြားဓာတ်အဆင့်ကိုခန္ဓာကိုယ်ကပုံမှန်တိုင်းပြန်မထိန်းနိုင်တော့ပဲမြင့်တက်နေတာဖြစ်ပါတယ်။ဒါကြောင့် တွေးရင်းတခြားတာတက်တာလေတွေးရင်းတခြားတာတက်ရတဲ့အဓိကအကြောင်းရင်းကတော့အစားအစာကြောင့်ဖြစ်ပါတယ်နံပါတ်၁ကတော့ကစီဓာတ်ကြောင့်မြန်မြန်တက်ခြင်းပေါင်မုတ်ခောက်ဆွဲထမင်းအာလူစတဲ့ကစီထက်ပါတဲ့အစားအစာတွေ starchy food ကိုစားတဲ့အခါအဲ့ဒီကစီဓာတ်တွေဟာ glucose အဖြစ်မြန်မြန်ဆန်ဆန်ပြိုကွဲသွားပါတယ်အဲ့ဒီ glucose တွေကတွေးကြောထဲကိုမြန်မြန်ရောက်လာပြီးတွေးရင်းတခြားတက်ကိုအလင်းမြန်မြင့်တက်စေပါတယ် ီလိုမျိုးတွေးတွင်းတခြားတတ်မကြာခဏထက်ခါတလဲလဲမြင့်တက်တာကပဲအင်ဆူလင်ခန္ဓာရည်အားအင်ဆူလင်ရက်စစ်ဆင်ကို ပိုပြီးဆိုးဝါးစေပါတယ်။နံပါတ်၄ပြုပြင်ထားတဲ့ကစီတက်အမျိုးအစားများကစီတက်အားလုံးဟာအတူတူမဟုတ်ပါဘူး။ပေါင်မုတ်ဖြူ၊ထမင်းဖြူ၊ဂျုံမုတ်ညက်၊စီရီယာတို့လိုပြုပြင်ထားတဲ့ကစီတက်တွေဟာအစာချေရမှာအလွန်မြန်ဆန်ပါတယ်။သူတို့ကသွေးကြောထဲကိုမြန်မြန်ရောက်ရှိပြီးသွေးတွင်းတခြားတတ်ကိုရုတ်တရက်အပြင်းထန်မြင့်တက်စေပါတယ်။ တင့်မုံကိုမီးရဲလွတ်ပစ်လိုက်တယ်လို့ညံ့ညံ့လောင်ကျွမ်းပါတယ်။ဒီလိုရုတ်တရက်မြင့်တက်ဓာတ်တွေကစီချိုယောဂာနဲ့အင်ဆူလင်ခန္ဓာရဲ့အားပြတ်တနာဖြစ်လာစေပါတယ်။နံပါတ်3အင်ဆူလင်ထုတ်လုပ်မှုအားနည်းခြင်း။သွေးရင်းတခြားဓာတ်တက်တဲ့အခါပန်ခရစ်ကနေအင်ဆူလင်ကိုထုတ်ပေးရပါတယ်။အင်ဆူလင်ကတခြားဓာတ်ကိုဆဲရီတဲ့ရောက်ဖို့ကူညီပေးတဲ့တော့တစ်ချောင်းလိုပါပဲ။ဒါပေမဲ့စီချိုယောဂာအခြေအနေဆိုးလာရင်ပန်ခရစ်ကအင်ဆူလင်ကိုကောင်းကောင်းမထုတ်လုပ်နိုင်တော့ပါဘူး။ပန်ခရစ်ချိုးရင်းမှုဖြစ်လာပါတယ်။ ညဘက်နောက်ကျမှစားသုံးခြင်းကလည်း pancreas ရဲ့ insulin ထုတ်လုပ်နိုင်စွမ်းနဲ့ insulin အာရုံခံနိုင်စွမ်းကိုပျက်စီးစေပါတယ်။ဘာကြောင့်ဆိုတော့ဇီဝကာမဖြစ်စဉ်တွေဟာနေ့စဉ်နာရီစနစ် circadian rhythm ကိုလိုက်နာတဲ့အတွက်ကြောင့်ညနေပိုင်းမှာ glucose ကိုကောင်းစွာစီမံဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ insulin နည်းလီလီတွေးကြောတဲ့က glucose ပိုများလီလီဖြစ်လာပါတယ်။ဒါကြောင့်အထက်အဖြစ်အစားစာတွေကကစီတက်ကိုမြန်မြန်ခြေဖြက်လိုက်လို့ ဂလူကိုရုပ်တဲ့မြင့်တက်လာတာနဲ့ခန္ဓာကိုယ်ရဲ့အင်ဆူလင် စီမံခန့်ခွဲမှုစနစ်ပျက်စီးလာတာတွေကြောင့်တွေးရင်းတကြားတာတက်ရတာဖြစ်ပါတယ်။အစားစားပြီးတဲ့နောက်တွေးရင်းတကြားတာတက်တာကိုထိ ंछ ုံမဲ့နီလန်းတွေကိုရှင်းပြထားပါတယ်။သမင်းပေါင်မုန့်နဲ့အာလူးတွေကိုလုံးဝဖြတ်ဆရာမလိုပါဘူး။အခုပြောမဲ့နီလန်းတွေကလက်တွေကျပြီးတိတ်ပန်နီးကျသူ့တည်တနာတွေအပေါ်အခြေခံထားပါတယ်။နံပါတ်1ခန္ဓာရင်ရှိတဲ့ကစီတ resistant starch ကိုသုံးပါ ာမန်ကစီဓာတ်တွေက glucose အဖြစ်မြန်မြန်ပြုတ်ခွဲပါတယ်။ဒါကြောင့်သွေးရင်းတကြားဓာတ်မြန်မြန်တက်စီပါတယ်။ဒါက insulin ခန္ဓာရည်ကိုပိုးဆိုးစေပါတယ်။ခန္ဓာရည်ရှိကစီဓာတ်ကတော့အဲ့ဒီလိုမဟုတ်ပါဘူး။အစာခြေပြုတ်ခက်ပါတယ်။သူကဥမာထဲကိုရောက်ပြီးအချင်းပေါက်ပါတယ်။ဒါက insulin အာယုံခန္ဓာရည်စွမ်းကိုတိုးတက်စေပါတယ်။လက်တွေလုံးကြီးချက်ပြုတ်ပြီးသားထမင်းပေါင်မုတ်ဓမမုတ်အာလူးတို့ကိုအေးအေးခံလိုက်ပါ။ပြီးမှပြန်နှွေးပြီးစားသုံးပါဒီလိုလောက်တာက ခန္ဓာရဲ့ရှိတဲ့ကစီတပ်ပမာဏကိုတိုးလာစေပါတယ်အေးခံထားတဲ့အာလူဒါမှမဟုတ်ထမင်းကိုစားရင်သွေးရင်းတကြားတာတက်တာကြောကြပါတယ်ညီမနဲ့အစားအစာတွဲဖက်စားသုံးခြင်း food pairing ကာဗိုဟိုက်ဒရိတ်ကိုဘာနဲ့တွဲစားလဲဆိုတာအရေးကြီးပါတယ်ပရိုတိန်းနဲ့တွဲစားရင်ဂလူကို့စ်တက်တာ90ရာခိုင်နှုန်းအထိရောကျနိုင်ပါတယ်အစီကလည်းအစာအိမ်ကအစာတွေထွက်တာကိုနှီးစီပါတယ်ဒါကြောင့်အစောပိုင်းသွေးရင်းတကြားတက်တာကိုထိချုပ်ပေးပါတယ် ပြုပြင်ထားတဲ့ကာဘိုဟိုက်ဒရိတ်တွေကိုတစ်မျိုးတည်းမစားပါနဲ့။ထမင်းကြီးစားတာတက်ပဲနဲ့ထမင်းတွဲစားတာပိုကောင်းပါလေ။နံပါတ်3အက်ဆစ်ဓာတ်ထည့်သွင်းခြင်းနဲ့စားသုံးမှုအစီအစဉ်။အစားစာတွေကိုရှာလကရေးတာမယာရေးလိုမျိုးအက်ဆစ်ထည့်လိုက်ပါ။ဒါကကစီဓာတ်ပြိုကွဲတဲ့နှုတ်ကိုနှီးစီပါလေ။ရှာလကရေးကအင်ဆူလင်ခံနိုင်အားကိုလည်းကူညီပေးနိုင်ပါလေ။အစားအစာစားသုံးမှုအစီအစဉ်ကလည်းအရေးကြီးပါလေ။ပရိုတိန်းနဲ့ဟင်းသီးနှင်းရွက်တွေကိုအရင်စားပါ။ ကာဘိုဟိုက်ဒရိတ်ကို နောက်ဆုံးမှစားပါဒီလိုစားရင်ဂလူးကို့စ်ဆုပ်ယူမှုကပိုနှေးသွားပါတယ်စီးကျိုသမားတွေမှာဒီနည်းကဂလူးကို့စ်တက်တာကို40ရာခိုင်နှုန်းအထိရှော့ချပေးနိုင်ပါတယ်နံပါတ်၄အစာစားပြီးတဲ့နောက်လှုပ်ရှားမှုအစာစားပြီးတဲ့နောက်ချက်ချင်းလှုပ်ရှားတာကအရေးကြီးပါတယ်လမ်းလျှောက်တာကအလွယ်ဆုံးနည်းလမ်းပါ7မိနစ်ခန့်လမ်းလျှောက်ယုံနဲ့တွေ့ရင်းတကြားတက်ကိုရှော့ချနိုင်ပါတယ်မိဖို့ကြောင့်ရှင်းတာ တွေကတက်တာလို့ပေါ်ပါတဲ့လှူရှားမှုတွေလည်းလုံနိုင်ပါတယ်။လမ်းလျှောက်တာကခြေသလုံးကဆူလျက်ကြွက်သားကိုအလုံးလုံးစေပါတယ်။ဒီကြွက်သားကဂရူကို့စ်ကိုမြန်မြန်စုပ်ယူနိုင်တဲ့စွမ်းအားရှိပါတယ်။နံပါတ်5ပြုတ်ပြင်မှုနည်းတဲ့ကာဘိုဟိုက်ဒရိတ်တွေရွေးချယ်ခြင်းပြဿနာကကာဘိုဟိုက်ဒရိတ်အားလုံးမဟုတ်ပါဘူး။ကာဘိုဟိုက်ဒရိတ်အမျိုးအစားကပို ရေးကြီးပါတယ်။ဂျုံမှုန့်ညံ့ညံ့ပေါင်မှုန့်ဖြူလိုပြုတ်ပြင်ထားတဲ့အရာတွေကမြန်မြန်အစာကျေးပါတယ်။ဒါတွေကမိဘုံထဲကိုတိမ့်မှုန့် ဖြစ်ဖြစ်တယ်လို့မျိုးမြန်မြန်လောင်ကျွမ်းပါတယ်ဂျုံလုံး whole grain လို့ပြုတ်ပြင်းမှုနည်းတဲ့အစားအစာတွေကိုရွေးပါဒါတွေကထင်းတုံးကိုဖြည်းဖြည်းနဲ့ညီညာစွာလောင်စေပါတယ်ဒါကြောင့်သွေးရင်းဈာတ်တက်မြန်မြန်မတက်ပဲတည်ငြိမ်စေပါတယ်အမြင်တက်များတာကိုရွေးချယ်ဖို့အရေးကြီးဆုံးပါနံပါတ်6ညစာကိုစောစီးစွာစားသုံးခြင်းညဘက်နောက်ကျမှစားရင်ဂလူကို့စ်တုပ်ပြန်မှုပိုဆိုးပါတယ်ညပိုင်းမှာခန္ဓာကိုယ်ရဲ့အင်ဆူလင်ခန္ဓာရည်ကနှိကင်းပိုင်းလောက်မကောင်းတော့ပါဘူး ညဘက်မှာမယ်လက်တိုနင်ထွက်လို့အင်ဆူလင်ထုတ်လို့မှုလည်းရောကြသွားပါညစာကိုစောနိုင်သမျှစောစွာစားပါအိယာမဝင်ခင်အနည်းဆုံး3နာရီအလိုမှာနောက်ဆုံးအစားစာစားသုံးပါညီကုန်းချုပ်ပြောရရင်တွေးရင်းတကြားတာတက်တာကိုထိချုပ်ဖို့ဆိုတာခက်ခဲတဲ့အရာဟုတ်ပါဘူးပမာဆုံးအချက်ကာဘိုဟိုက်ဒရိတ်ကိုလုံးဝဖြတ်ချမလိုပါဘူးခန္ဓာရင်ရှိတဲ့ကစီတိုက်ရအောင်လုပ်လို့ရပါတယ်ထမင်းဓမ္မမုတ်အာလူးကိုချက်ပြုတ်ပြီးအေးခံလိုက်ပါပြီးမှပြန်နှွေးစားပါ ဒါဆိုရင်ကစီတတ်တက်တာတိတိတတ်တာရောကြပါလိမ့်မယ်။ဒုတိယအချက်အစာအစာတွက်ဖက်စားသုံးပုံကိုပြောင်းပါပရိုတိန်းနဲ့အဆီကိုကာဘိုဟိုက်ဒရိတ်နဲ့တွဲစားပါပြီးတော့ဟင်းသီးဟင်းရွက်ပရိုတိန်းကိုအရင်စားပါကာဘိုဟိုက်ဒရိတ်ကိုနောက်ဆုံးမှစားတာကအကောင်းဆုံးပါရှာလကာရည်လိုအက်ဆစ်တတ်ထည့်တာကလည်းကူညီပေးပါတယ်။တတိယအချက်အစာစားပြီးတာနဲ့လှုပ်ရှားပါ7မိနစ်လမ်းလျှောက်ယုံထဲကိုတွင်းတွင်းတခြားတက်ရှော့ချပေးနိုင်ပါတယ်ဒီလိုလှုပ်ရှားမှုကခြေစလုံးကကြွက်သားကိုနှိုးချစေပြီး ဂလူကို့စ်ကိုမြန်မြန်ဆုပ်ယူစေပါတယ်စရုပ်ထအချက်ပြုပြင်မှုနည်းတဲ့ကာဗိုဟိုက်ဒရိတ်ကိုရွေးပါဂျုံလုံးလိုအမြင့်တက်များတဲ့အစားအစာတွေကသွေးရင်းတကြားတက်ကိုဖြည်းဖြည်းနဲ့ညီညာစွာတက်စီပါတယ်နောက်ဆုံးအချက်ညစာကိုစောစောစားပါညဘက်နောက်ကျမှစရင်ခန္ဓာကိုယ်ကဂလူကို့စ်ကိုကောင်းကောင်းမစီမံနိုင်တော့ပါဘူးအိယာမဝင်ခင်အနည်းဆုံး၃နိုင်အလိုမှာနောက်ဆုံးအစားအစာပါဒီနီလန်းတွေကသိပ္ပံနီးကြထောက်ခံထားတာမို့ဂျုံကြီးစိတ်ချစွာစတင်ကျင့်သုံးနိုင်ပါတယ် စအဆုံးကြည့်ချင်အားပေးပြီးကျေးဇူးတင်ပါတယ်။နောက်တော့လောလောကူကြည့်ရှုနိုင်ဖို့ subscribe ကိုတစ်ချိန်နှိပ်ပေးထားပါလို့ပြပြရက်ခံပါတယ်။ like နဲ့ share လို့နှိပ်ပေးစီတင်ပါတယ်။လူသားအားလုံးလူနောက်ပြတဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Happy great day